ဓမ္မရဆွန်ပထမအစာဆုံးအခန်းကြီးနှစ်အပိုင်းငယ်၈မှာဆင်းရဲသောသူကိုမြေမုတ်ထဲက၎င်းငတ်မတ်သောသူကို နောက်ချေးပုံထဲက၎င်းချီးမြှောက်၍မင်းသားတို့နဲ့သူထိုင်ရသောအခွင့်ဘုံကြီးသောပလင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏အကြောင်းမူကားမြေကြီးတိုင်တို့ကိုထာဝရဖျားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကတကိုတည်တော်မူပြီနောက်ဘတ်တော်မှာပြည့်စုံကောင်းကြည့်ပေးပါစေ။ ်ဆင်းရဲသောသူကိုမြေမှုထဲက၎င်းနတ်မတော်သူကိုနောက်ချေးပုံထဲက၎င်းချီးမြောက်၍မင်းသားတို့နဲ့အတူထိုင်ရသောအခွက်ကိုပေးတော်မူ၏တဲ့เนาะဘုရားသခင်ကပေးတာเนาะလူကပေးတာမဟုတ်ဘုရားသခင်ကပေးတာဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းရုံမကဘူးစီရင်ပိုင်းချပြီးတော့မှအုပ်စိုးတော်မူသောဖျားဖြစ်တယ် အဲ့ဒီဖယားရခင်ကတဲ့ဆင်းရဲသောသူကိုမြေမှုထဲက၎င်းတဲ့ငတ်မတော်သူကိုနောက်ချေပုံထဲက၎င်းချီးမြောက်၍မင်းသားတော်နဲ့သူထိုင်ရသောအခွင့်မင်းသားရင်းနဲ့သူထိုင်ရသောအခွင့်ဘုံကြီးတော်ပလင်ကိုအမွေခံရသောအခွင့်ကိုပေးတော်မူ၏တဲ့အကြောင်းမူကားမြေကြီးတိုင်တို့ကိုထာဝရဖျားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကတပ်ကိုတည်တော်မူ၏ကပောက်ကျန်အခန်းကြီး 39အပိုင်းငယ်34ထဲမှာဣဇွေလသည် အသက်ကြီးစဉ်တစ်ခါတာယောသတ်ကိုရတော့ကြောင့်အခြားသောတာအပေါင်းတို့ကိုချစ်တီထက်ယောသတ်ကိုတာ၍ချစ်သည်အစင်းနယောင်ထူးခြားသောအင်ကြီးကိုချုပ်၍ပေး၏အဘဒီမိမိတာအပေါင်းတို့တွင်ယောသတ်ကိုတာ၍ချစ်ကြောင်းကိုဣကိုတို့သည်တိမြင်သောအခါသူ့ကိုမုန်း၍မြတ်တာစကားကိုသူ့အား မပြောနိုင်ကြ။အေဒီလာဆိုတာကယာကုပ်ကိုပြောတာ။ယာကုပ်မှာ12ယောက်ရှိတယ်။ဂျန်နဲ့10ယောက်ကဖဲ့အေသူမဲ့အေသူ။ဒါပေမဲ့ဒီယောတကကြတော့ယာခီလာရဲ့သားမှာသားဦးဖြစ်တယ်။သူ့ရဲ့အောက်မှာဘင်ဂျမင်ဆိုတဲ့သူ့ရဲ့ညီတယောက်ရှိတယ်။အဲ့ဒါနဲ့စုစုပေါင်း12ယောက်ရှိတယ်စံစာထဲမှာ။ အဲ့ဒီစနေယောက်ထဲမှာမဖျက်ဒီယာကုတ်ကဘသူ့ကိုအချစ်ဆုံးလဲဆိုရင်အဲ့ဒီယောသကအချစ်ဆုံးဝတ်လုံကိုသူကချုပ်ပြီးတော့မှတီးတန့်ကိုအယောင်များစွာရှိတဲ့ဝတ်လုံလို့ပြောတယ်အဲ့ဒီဝတ်လုံကိုချုပ်ပြီးတော့မှယောသကိုသူ့ရဲ့ဖခင်ကပေးတဲ့အခါမှာသူ့အကိုကြီးကသားကိုမြင်တော့မချေနဲ့ကြောက်တာပထမတစ်ချက် အဲ့ဒီလိုယာကုတ်12ဦးထဲကနေအော် sorry ယာကုတ်တား12ဦးထဲကနေဖယားသခင်ကယောသတ်ကိုသူ pick up လုပ်တယ်ယောသတ်ကိုသူရွေးထားတယ်ဘုရားသခင်ကစေးမစွာကလေးကသူ့မှာအကြံစီရှိတယ်ဒီယောသတ်အတွက်ဘာကြောင့်ယောသကိုဖယားကတီလိုအကြံအစီရှိတယ်လဲဆိုတာအကြောင်းရင်းရှိတယ်၁၂ယောက်ရှိတယ်မဟုတ်လား၁၂ယောက်ထဲမှာတယောက်သေးပဲပါလို့ဖယားကဖိတ်အပ်လုပ်တာလေ စဉ်းစားစရာရှိတယ်ဒါပေမဲ့နှုတ်ကပတ်တော်ရဲ့နောက်ကြောင်းသူ့ရဲ့ကောက်ကြောင်းတွေကိုပြန်လိတ်လာတဲ့အခါမှာယောသက်ကိုဖျားသခင်ရွေးကောက်ရတဲ့အကြောင်းရွေးရရွေးထားရတဲ့အကြောင်းရင်းတွေရှိတယ်။ဒါကြောင့်လဲဆိုတော့ဒီ၁၂ယောက်ထဲမှာဖဲ့အေသူမအေကွေးက၁၀ယောက်ရှိပြီးတော့မှအဖေလည်းတူတယ်အမေလည်းတူတယ်ဗိညာမင်တယောက်အငယ်ဆုံးတယောက်ပဲရှိတယ်။အဲ့ဒီ၁၂ယောက်လုံးလုံးထဲမှာယာခီလရဲ့တာအုပ်ဖြစ်တယ်။အဲ့ဒီ ယောသတ်ကိုသူ့ရဲ့ဖခင်ကအယံကိုသူ့ချက်တာအယံချက်တဲ့သူကခုနပြောတဲ့အရာတွေကိုပေးတယ်ဒါပေမဲ့သူဟာငယ်ရွယ်စဉ်ကတည်းကနေဖြောင်းမဆွာအသက်ရှင်တယ်လို့ပြောလိုက်စဉ်းစားရအောင်နော်ဖခင်ကအလုံးလုတ်တဲ့အခါမှာပရံပတာမလုတ်ဘူးလူမြင်တယ်လို့မလုတ်ဘူးလူကြည့်တယ်လို့မလုတ်ဘူးလူကအရှင်တရံကို ကြည့်တယ်တဲ့လူကအပေါ်ရန်လုဆောင်တဲ့အရာဒီပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ဒီအလုတ်လုတ်တဲ့ မြင့်ထတာပေးကြတယ်ဒါပေမဲ့ဖရာရခင်ကဆေးမဆွာကလေးကနေရွေးကောက်လာတဲ့အခါသူ့ရဲ့ဘုံထင်စားဖို့ရန်အတွက်ဖရာရခင်ကရွေးကောက်လာတဲ့အခါမှာနှလုံးသားကိုကြည့်ပြီးတော့မှရွေးကောက်လာတယ်ဒီယောသတ်ထာငင်းစင်ကလေးကဖြောင့်မတ်ခြင်းဝတ်လုံကိုဝတ်တော်သူဖြစ်တယ်ဘာလို့လဲဆိုတော့နမတေကသူ့ဖခင်ကသူ့ချစ်သူ့ကိုချစ်ကြောင်းအယံနမတမချစ်နေတဲ့အကြောင်း အကိုတွေတိတဲ့အခါမှာမနာလိုမှုဖြစ်တယ်။နောက်ဒုတိယချက်ကဘာမချိတ်တာလဲဆိုရောသက်ကိုသူတို့မုံတဲ့ကိစ္စရှိတယ်။နံပါတ်ဒုတိယချက်အဲ့ဒီအချက်ကဘာလဲဆိုရင် သူ့အကိုတွေမကောင်းတာလုပ်ရင် လိန်နာညာတာလုပ်ရင်သူ့စိတ်လုပ်ရင်သူ့ဖခင်ကို ပြန်ပြန်ပြောတတ်လေရှိတယ်။ဘာလို့လဲဆိုတော့မကောင်းတာသူတိရင်မဖုံးကွယ်ဘူး။သူ့အဖေကိုပြန်ပြန်ပြီးပြောတဲ့အခါမှာသူ့ရဲ့ညီကိုကြီးကမကြိုက်ဘူး။ အသိတေကသူ့ညီကိုရီကိုကောင်းစေခြင်းတို့တော့ပြောတာဒါပေမဲ့ညီကိုရီကသူ့တည်းမကြိုက်ဘူးတာတည်းမြောက်မှာပါဘာကြောင့်သူ့ကိုမုံကြလဲဆိုရင်သူကအိမ်မက်ခဏခဏပြောတယ်ယောသက်ကအိမ်မက်မက်ပြီဆိုရင်ထူးဆန်းတဲ့အိမ်မက်အဲ့ဒီခက်ကာလတုန်းကမှတ်ထားဖို့ကဘာလဲဆိုရင်အဲ့ဒီခက်ကာလတုန်းကအိမ်မက်ကိုဖျားကအိမ်မက်ကနေစကားပြောတဲ့ကာလဖြစ်တယ်ဒီခက်မဟုတ်တော့ဘူးနော်ဒီခက်မှာဘုရားအိမ်မက်နဲ့စကားလာပြောတယ်လို့လို့ပါတော့ကြားကြလိမ့်မယ် ဒီခက်မဟုတ်ဘူးအဲ့ဒီခက်တုံးကဖရဲကအိမ်မက်နဲ့အိမ်မက်ထဲမှာပေါ်ပြတယ်ယောတက်ကအဲ့ဒီအကြောင်းအရာကို तू ကဖရဲပြီးမှလည်းမသိဘူးဒါပေမဲ့ तू အိမ်မက်ဆိုတော့ तू ဖခင်ရောသူ့ရဲ့ညီကိုရီရောတော်တော်ပြောတာနားမထောင်ချင်ကြလည်းပဲသူတို့ညီဆိုတော့နားထောင်ပေးရတယ်မျက်စိမိတ်ပြီးနားထောင်ပေးတာကြာလာတော့ပေါက်ကွေးကြတာပေါ့မခနိုင်ဘူးဘာလို့လဲဆိုတော့အိမ်မက်အကြောင်းပြောပြီးဆိုရင်ဘယ်တော့မှအကိုရီရဲ့အကောင်းကြောင်းအိမ်မက်ကပါမလာဘူးလေအမြဲသူအမြဲတမ်းသူ့ရဲ့ ။နော်သူ့စိတ်မှာပဲသူ့အကိုရီသူ့ထောက်တဲ့အကြောင်းကြီးကြီးပဲပြောတော့ဘယ်သူမှခံနိုင်မှာမဟုတ်ဘူးလေနော်။ကျွန်တော်တို့လည်းဘယ်ခံနိုင်မလဲကိုကိုရဲ့အာမပြည့်စုံခြင်းကိုလာပြီးတော့မှပြောမယ်ဆိုရင်သူကအဲ့ဒီလိုတော့ပြောတဲ့ခါမှာအဲ့ဒီသုံးချက်ညိတယ်။မချင်တဲ့ချောက်သူ့ကိုရီးယားမချက်ကြောက်။ဒါပေမဲ့ဖရာသခင်ကယောသတ်ကိုမြင်တယ်။ယောသတ်ဖြောင်းမဆွာအသက်ရှင်နေတဲ့ဖြောင်းမချင်းဝတ်လုံးဝတ်တယ်သူ့အကိုကြီးမကောင်းတာလုပ်ရင်လည်း မဟုတ်တာလုပ်ရင်လည်းဖယားနဲ့လွေးပြီးတော့မှဖယားရဲ့ခင်ကိုပြစ်မှားနေရင်လည်း तू ကသူ့ဖခင်ကိုပြန်ပြန်တော့ပြောတဲ့အခါမှာသူတို့မကြိုက်ကြဘူး။သူ့အကိုကြီးကတိတ်ပြီးတော့မှမကြိုက်ဘူး။ဒါပေမဲ့ तू ဟာအမြဲတမ်းဖယားနဲ့ဖြောင့်မဆွာအသက်ရှင်တော်သူဖြစ်တယ်လို့နှုတ်ကပတ်တော်လိတ်လာတဲ့အခါမှာကျွန်တော်တို့တွေ့ရတယ်။ဒါဖယားရဲ့ခင်အကြံစီဖယားရဲ့ခင်ကဒီ၁၀ရက်၁၂ရက်ထဲမှာ၁၀ရက်မြောက်ဖြစ်တဲ့ယောသတ်ကိုရွေးကောက်ပြီးတော့မှ အကျံအစီထားတာဖြစ်တဲ့အကျံအစီပြည်စုံလာခြင်းကိုကျွန်တော်တို့ကဘာဦးကျန်အခန်းကြီး39အပိုင်ငယ်28မှာ ပြန်ပြီးတော့မှတွေ့ရတယ်ထိုအခါတဲ့မိတန်အမျိုးသားကုံတယ်တို့သည်ခရီးသွားကြဆင်တွင်ဧကိုရောတိယောတကိုတွင်းထဲကဆွေးတင်ပြီးလင်ငွေအကျက်20ဖိုးနဲ့ဣရှမေလလူတို့အားရောင်း၍ထိုသူတို့သည်ယောတကိုဧကုတ်တူပြီတို့ဆောင်းတွားကြ၏ အပိုင်းလေးကိုခွဲပြီးတော့မှစဉ်းစားယောသကသူ့ဖခင်သူ့ရဲ့ညီသူ့ရဲ့အကိုရင်းအနာမနေတဲ့အခါမှာသူဟာမိစုံပါစုံနဲ့အသက်ရှင်တဲ့လူတယောက်ဖြစ်တယ်။ဖယားကိုတိတ်ကြောက်တဲ့သူဖြစ်တယ်။ဖယားကိုချစ်တဲ့လူဖြစ်တယ်။အဲ့ဒီအတွက်ဖယားရခင်ကယောသတ်အပေါ်မှာအကြမ်းအစီရှိတယ်ဆိုတာကိုအိမ်မက်ယူပါယုံမှာတွားတွားပြီးတော့မှဖယားကဖို့ထုတ်ပေးတာဖြစ်တယ်။ယောသတ်ကမတိပေမဲ့ ဒီအိမ်မက်ကိုခန်းစားရတဲ့အတွက်ပြန်ပြန်ပြိုးတယ်ဒါပေမဲ့သူ့အကိုရီကမနာလို့ဖြစ်လာတဲ့အခါမှာမချေနှမှုတွေပေါင်းပြီးတော့မှတနေ့ကျတော့ကျွန်တော်38တခန်းလုံးကိုဖတ်သွားရင်ပို့ပြီးတော့မှနားလဲရတယ်ဒီနေ့ကျတော့သူ့ရဲ့ဖခင်ကမင်းအကိုရီအိုးတိုးထဲမှာတိုးချောင်းနေကြတယ်စိတ်ပြီးချောင်းနေကြတယ်တကယ်လို့ယာကုပ်ဆိုတကယ်တထေးကြီးနော်တထေးခဏခဏသူ့ရဲ့အိမ်မက်ကိုပြောတဲ့အခါမှာယောသကပြောတဲ့အခါမှာသူ့အကိုရီမကြိုက်ဘူးမ မနစ်သက်ဘူးပြီးရင်မနာလိုဖြစ်တယ်အဖေကမျက်နှာตาပေးတယ်လို့ပြောတဲ့အခါမှာဘသူမှသူ့ကိုမနာလိုဖြစ်ပြီးတော့မှ မကြိုက်တဲ့အခါမှာသူ့တရေကြတော့ခုနပြောတဲ့စိတ်ကြောင်းတဲ့နေရာမှာသွားပြီးတော့မှအစားစာတွေသွားပို့ပါဟိုမှာအိမ်မက်ဆရာလာပြီငါတို့တခုခုတော့လောက်ရအောင်နော်ဒါအခွင့်အရေးပဲတခုခုတော့လောက်ရအောင်ဆိုပြီးတော့မှရောက်လာတဲ့အခါမှာစီးယုံနေပြီးသားလို့ပြောနေပြီးသားအကြံရှိနေပြီးသား เนาะตะคาตะคาจายินทีนี่อาจารย์ก๊อกจิตเตลูรีเจโจตินพี่တော့มาอาจารย์สีเล่ရှိတယ်သူတော့อาจารย์สีပြီးတာရောက်လာတဲ့ခါမှာဖမ်းပြီးတော့ပါလို့လဲဆိုတော့မိတာလူမျိုးဆိုတာဣသမေလအမျိုးထဲကဣသမေလဆိုတာကြားပုံမောเนาะဣသမေလအမျိုးထဲကနေရောင်းလိုက်တာအဲ့ဒီလူဒီကုံတယ်ဒီကဘယ်ကိုပို့သွားလဲဆိုတော့ဒီအေဂုတ်တူပြီကိုခိုးသွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေးရတယ်ရောင်းစားခံလိုက်ရတယ်မနာလို့ချင်းဘုရားရှင်ရဲ့အကြံအစီက เนาะอาจารย์อสีผิดลาปุตาเลก็น้าเลสิฉะเน10ယောက်12ယောက်แท้มา10ယောက်เหมี่ยวผิดแต่ตูก็พยายวยย้วยทารากะพยาเยจันสีผิดเลยเอดีอาจารย์อสีปี่ลาปุยังแลพยากะเวลุกตาตูอโกอเย็นนี่พะเอตูมะเอกวยเวအရင်ဒီရဲ့နှလုံးသားထဲမှာเนาะမကောင်းတဲ့စိတ်ဝင်ပြီးတော့မှ သူ့ကိုရောင်းလိုက်တဲ့အခါမှာလည်းပဲတစ အစမှတတ်ဖို့ပြောထားတာငါတို့တိုက်ရအောင်တတ်ပြီးတော့မှသူ့ကိုအကောင်တကောင်ကောင်ကိုက်တော်တယ်ဆိုပြီးတော့အဖေကိုတော့ပြောရအောင်ဆိုပြီးပြောတာအဲ့ဒီချိန်မှာသူ့အကိုတယောက်ကအဲ့လိုတော့မကောင်းဘူးငါတို့ညီအရင်ငါတို့ဒီလိုပက်ဆက်နေတော့မကောင်းဘူးဘာအချိုးမှလည်းမရဘူးအဲ့ဒီအစားငါတို့ဟိုကုံတယ်ဒီလာနေတယ်ငါတို့သူ့ကိုဖမ်းပြီးအဲ့ဒီမှာပဲကျွန်တော်တို့ငွေငါးချက်နဲ့ရောင်းရအောင်ဆိုပြီးတိုင်းပင်ပြီးရောင်းလိုက်တာရောင်းလိုက်တဲ့အခါမှာသူ့အဖေကတော့တားကောင် ကြိုက်တော့ပြီလို့သွားပြောကြတယ်သူကဖေရတော့အထဲမှာသူ့သားရှိနေတယ်ဆိုတော့ခံစားတယ်ဘလောက်ပဲเนาะတစ်ခါစီကျင်ကျွန်တော်တို့ကိုလိန်နေရင်လည်းပဲကျွန်တော်တို့အထဲမှာတိတယ်เนาะသူကဖေရတိတယ်မတိဘူးဆိုတော့တိတယ်တစ်ခါတလေကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကိုလူဒီကဖျက်ဆီးဖို့စ조사ပေမဲ့ဖရာရဲ့အကြံစီဖြစ်ရဲ့ဖရာရဲ့အကြံစီအောင်မြင်လာဖို့ရန်အတွက်ဖရာကဆက်ပြီးအလုပ်လုပ်တယ်သူဟာဂျွန်အဝတ်ကိုဝယ်ရတယ် သူဖခင်ရဲ့အိမ်မှာရှိနေစဉ်တုန်းကအဝတ်ကပါအဝတ်လဲဆိုတော့ရောင်စုံမျိုးစုံရှိတဲ့ဝတ်လုံဖြစ်တယ်။အခုသူအကိုရီဖမ်းပြီးတော့မှအေဂုတ်တူပြီကိုရောင်းလိုက်တဲ့အခါမှာဂျွန်အဝတ်ဝယ်ရတယ်။အဝတ်ပြောင်းသွားတယ်နော်။ဂျွန်အဝတ်ဝတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဖခင်အိမ်လိုမဟုတ်တော့ဘူး။ဘာခွင့်ရေးဆိုဘာခွင့်ရေးမှမရှိဘူး။တို့တော့မှနားနားချင်းလည်းမရှိဘူး။၂၄နာရီ တခင်ရဲ့အလုတ်လုတ်နေရတဲ့အချိန်မျိုးမှာ သူဟာအယောင်ခံရတယ်။တတိသားတယောက်ရဲ့ဓာကနေအခုဂျွန်ဘဝကိုသူရောက်သွားတဲ့အခါမှာဂျွန်နဝတ်ကိုဝတ်တယ်။ဒါပေမဲ့သူ့ရဲ့အပေါ်ယံဝတ်ပဲပြောင်းသွားပေမဲ့ဘာမပြောင်းလဲဆိုရင်သူ့ရဲ့အထဲမှာရှိတဲ့ဖြောင့်မှချင်းအဝတ်မပြောင်းဘူး။တားလေးတတိထားဖို့လိုတယ်။ဖခင်ကသိတယ်။ဒါကြောင့်သူရွေးကောက်တာဖြစ်တယ်။ဂျွန်တာဖြစ်သွားတာဒါပေမဲ့ ကျွန်တယောက်ဖြစ်ပေမဲ့စီးပွားရေးအရာရှိဖြစ်လာတယ်ဆိုတွေ့ရတယ်အိမ်တိမ်ရဲ့စီးပွားရေးအရာရှိတယောက်အကြံပေးတယောက်ဦးစီးနေရတဲ့လူတယောက်ဖြစ်လာတယ်ဘုရားခင်ချီးမြောက်တယ်တဆပြီးတဆချီးမြောက်တာဘာကြောင့်လဲဆိုတော့ကျွန်ဖြစ်နေရပေမဲ့ဖရားကိုကိုးစားပြီးဖြောင့်မတ်တော်သူဖြောင့်မတ်ခြင်းအဝတ်ကိုဝတ်နေရတော်သူဖြစ်တဲ့အတွက်ကြောင့်အိမ်တိမ်မှာကျွန်ဖြစ်ပေမဲ့ဖရားကသူ့ကိုကျွန်အဝတ်ထဲမှာမှသူ့ကိုအရာရှိတယောက်ပေးထားတာ ဥစည်းနေရတဲ့ကောင်းဆောင်တရားအဖြစ်ဘုရားခင်ကချီးမြှောက်ထားတာကိုကျွန်တော်တွေ့ရတယ်။ဒါကဒါကဘုရားရဲ့ချီးမြှောက်ခြင်းအစင်စဖြစ်တယ်။ယောသကတာကိုတည်တဲ့အခါမှာဘုရားခင်ကိုဒါ၍ကိုးစားတယ်။ပုံပြီးတော့ကိုးစားတယ်။အခုကြည့်အေဂုတ်တပြည်မှာဂျုံဖြစ်ပြီးတော့စီးပွားရေးအရာရှိတယောက်ဖြစ်ပေမဲ့ဘုရားကသူ့ရဲ့ရည်ရွယ်ချက်ကမပြည့်စုံသေးဘူး။အဲ့ဒါကအိန္ဒိယင်းကတော့ပဲဖြစ်သေးတယ်။အဲ့ဒီအိန္ဒိယင်းကနေတဆန့်ဘုရားကဆက်ပြီးတော့မှ ချီးမြှောက်ပို့ရန်အတွက်မလုပ်လိုက်တလေဂျွန်ဝတ်ကနေနောက်ထပ်အဆက်နင်းတဲ့အဝတ်ကိုထပ်ပြီးတော့ဝတ်ခိုင်းပြန်တယ်ဒီနေ့ကျွန်တော်တို့ဘဝအသက်တာထဲမှာဖရာသခင်အမှုပြုတဲ့အခါမှာအလို့ဆရာကောင်းတယ်ကျွန်တော်တို့ကထင်တယ်တဖုံထဲတခါတဲ့ကျွန်တော်တို့ဟိုမိုးပို့ရောက်သွားမယ်လို့ထင်တတ်ကြတယ်မဟုတ်ဘူးဖရာသခင်အလို့လုပ်တဲ့အခါမှာဂျွန်ဝတ်ကနေသူဟာအခုဆိုဘာအဝတ်ဝတ်လဲဆိုတော့ထောင်အဝတ်ဝတ်ရပြန်တယ်နော်ထောင်ဝတ်အခုစီးပွားရေး အာအရာရှိတယောက်အင်းဦးစီးတယောက်ဖြစ်နေတာတောင်မကြသေးဘူးထောင်အဝဝရပြန်နေဒါပေမဲ့ယောသထားထောင်ထဲမှာနေရင်တောင်မှဖရာသခင်မျက်နှာသာပေးခြင်းခံရတယ်အဲ့ဒီဖရာသခင်မျက်နှာသာပေးခြင်းခံရလို့ဘာထက်ရလဲဆိုတော့ထောင်ဦးစီးရပြန်တယ်နော်ဖရာသခင်ကကျွန်တော်တို့သူ့ကိုကိုးစားတယ်ဆိုအခက်ခဲတွေ့စီရင်တောင်မှအဲ့ဒီအခက်ခဲထဲမှာမှငြိမ်ဝတ်ခြင်းကိုဖြစ်စေတယ် ဟာလေလုယာအခက်ခဲတဲ့မှာညင်ွက်ချင်းကအဲ့ဒါဖရားရဲ့တက်တယ်နော်အခက်ခဲသေးမှာပူလောင်မှုတွေဖြစ်လာရင်တတိပြုဖို့လိုတယ်ခက်ခဲပေမဲ့အဲ့ဒီခက်ခဲခြင်းထဲမှာညင်ွက်ချင်းရှိရင်ဖရားအတူရှိတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဖရားရခင်ကတဲ့ကိုငါမစွန့်ပစ်ဘူးလို့ပြောတာကတင်မင်းနေအခုကြည့်ယောသက်ကသူ့အကိုရီတတ်ဖို့အတွက်ဂျန်စီနေတဲ့အထဲမှာမှ ထပ်ပြီးတော့မှအကဲချင်းခံရတယ် တေမင်းတဲ့ရင်လုံးမတော်ခြိုက်တဲ့သူဖြတ်သွားတာပဲဒါပေမဲ့ဖရာရခင်ကအသက်ဆုံးဆုံးခွတ်မပေးဘူးဘာလို့လဲဆိုသူ့ကိုရွေးကောက်တာအေဂုတ်တို့ပြီးမှဖရာရဲ့နမိတ်လက္ခဏာဖြစ်လာဖို့ဖြစ်တယ်အေဂုတ်တို့ပြီးမှဖရာရခင်ရဲ့နာမကြီးမြတ်လာဖို့ဖြစ်တယ်အေဂုတ်တို့ဂျွန်ဘောအနိနဲ့နေရပေမဲ့သူကိုးကွယ်တဲ့ဖခင်အသက်ရှင်ကြောင်းလူတွေတိလာဖို့အကြောင်းဖခင်ကရွေးကောက်လာတာဖြစ်တယ်။အစင်မပြေချင်းတဲ့ကမဟုတ်ဘူးအစင်ပြေချင်းတဲ့ကအဲ့လိုဖြစ်လာတာ။ အစင်မပြေတဲ့ဘဝကိုသူဖြတ်သွားတယ်။ဒါပေမဲ့သူဟာဝတ်လုံးပြောင်းတော့ပင်မဲ့သူရဲ့စိတ်ဝိညာဉ်ဖျားကိုစားခြင်းအဝတ်မပြောင်းဘူး။ဒီနေ့ကျွန်တော်တို့အတ္တတာထဲမှာအချင်းဒီဘလောက်ပြောင်းပါစေ။နေရပြောင်းနေပါစေကျွန်တော်တို့ရဲ့ဖြောင့်မခြင်းအဝတ်မပြောင်းဖို့တိတ်အရေးကြီးတယ်။ယောသရဲ့ဘဝဟာခါးသီးမှုများစွာသူဖြတ်တန်းရတယ်။ကြုံတွေ့နေရတယ်။ထောင်ထဲမှာအခုရောက်ပြန်နေထောင်အဝတ်ဝဲရတယ်။ထောင်အဝတ်ဆိုတော့တကယ်ဆိုးတဲ့ အမှုဖြစ်တယ်။ဒါပေမဲ့ထောင်ထဲမှာသူဟာထောင်အရာရှိတယောက်ထပ်ပြီးတော့မှဖြစ်လာတယ်။ဖယားရခင်အကျံစီဟာအမတန်မှနဲ့နေတဲ့အတွက်ကြောင့်အခုအဲ့ဒီထောင်ထဲကနေပဲဖယားကသူရည်ရွယ်ထားတဲ့အခြေအနေရောက်လာပို့ရန်တဲ့ဖယားရခင်ကစအလုပ်လုပ်တာဖြစ်တယ်။ဖယားရဲ့ညံ့မှာဖယားရဲ့တပိုးတရားကိုကျွန်တော်တို့နားလဲသွားပြီးဆိုရင် ဖရားရဲ့လုတ်တဲ့အရာကိုကျွန်တော်သဘောပေါက်တော့ပြီဆိုရင်ကျွန်တော်တို့ကိုးကွယ်ရတဲ့ဖရားသခင်လောက်ကြီးမြတ်တာမရှိဘူးချီးမွမ်းခြင်းလာတဲ့ကိုးကွယ်ပို့ပြီးတော့မှကိုးကွယ်ခြင်းလာတယ်ဖရားသခင်ရဲ့ဂတိတော်နဲ့ဖရားသခင် အကြံစီတော်ပေးမှာပြည့်စုံလာတယ်ဆိုကဘာဦးကျက်ခိုင်း54ရောက်လာတဲ့ခါမှာပြည့်စုံလာတယ်38နှစ်မှသူကစပြီးတော့မှဒုက္ခဆင်းရဲခြင်းတဲကိုသူရောက်သွားတယ်တတိဘဝကနေဟိုးအောက်ဆုံးထောင်သားအဖြစ်ရောက်သွားတယ်အဝတ်တီပြောင်းသွားတယ် လေးစတဲ့ရောက်လာတဲ့ခါမှာဖယားရခင်ကယောသတ်ကိုချီးမြှောက်ဖို့ရန်အတွက်ထောင်ထဲကနေပြန်ဆွေးထုတ်ဖို့ရန်အတွက်အေဂုတ်တူပြည်သားတွေကသူကိုကိုယ်တဲ့ဖယားအသက်ရှင်ကြောင်းကိုမြင်လာဖို့ရန်အတွက်သူတို့ရဲ့ရှင်ဘရင်ကိုအတုံးပြူတယ်ဖာရောမင်းကိုအတုံးပြူတယ်ဘယ်လိုအတုံးပြူလဲဆိုတော့ဖာရောမင်းကိုနက်နဲခက်ခဲလာတဲ့အိမ်မက်တီကိုစီလွှတ်ပေးတာယောသတ်သူ့ရဲ့ဖခင်အိမ်မှာနေတဲ့အချိန်မှာအိမ်မက်မက်တာအကြောင်းပဲမဟုတ် ဖယားကအဲ့ဒီကြံစီကိုပြည့်စုံစေဖို့ရန်အတွက်ဟော နေ့အတန်နိပောင်းများစွာနော်နိပောင်းများစွာသူအဲ့ဒီလိုဖြစ်စဉ်တုန်းကအသက်က18နှစ်ပဲရှိသေးတယ်လူငယ်လူရွယ်လေးပဲနော်အသက်20တောင်ပြည့်သေးဘူးတဲ့18နှစ်လေးမှာဒီဒုက္ခတွေသူဖြတ်တန်းရတယ်ကြုံတွေ့ရတယ်အခုဖာရောမင်းရဲ့အိမ်မက်မက်တဲ့အချိန်အထိသူဟာဘလောက်ဖြစ်သွားလဲဆိုတော့အသက်30ဖယားရခင်အကျဉ်းစီတခါတလေနော်ပြည့်စုံလာဖို့ရန်အတွက်အချိန်ယူရတယ် အဲ့ဒီချိန်မှာဖယားရခင်ကသူ့ကိုအိမ်မက်ပေးတာကအကြောင်းမဲမဟုတ်ဘူးအခုဖာရောမင်းကိုဖယားရခင်အိမ်မက်တီပေးတယ်သူ့ရဲ့တိုင်းပြည်မှာရှိတဲ့ပညာရှိလို့အခေါ်ခံရတဲ့ပုဂ္ဂိုလ်တွေသူအမတမကိုးစားတဲ့အကြံပေးတွေခေါ်ပြီးတော့မှအဲ့ဒီအိမ်မက်အနဲ့တိတ်ပဲကိုကယ်ပြောကြပါဘယ်သူမှမဖို့နိုင်ဘူးတဲ့ဘယ်သူမှမဖို့နိုင်ဘူးအဲ့ဒီအကြောင်းအရာမတိုင်ခင်ထောင်ထဲမှာရောတပ်ပါလို့တလဲ ယောသကဖျားကိုကိုးစားတယ်။ပြီးတော့မှအဲ့ဒီထောင်ထဲမှာရှိတဲ့လူတွေကို तू ကအိုးစီးရတဲ့အတွက်ကြောင့် तू ကမြတ်တာရှိတယ်တဲ့။ဖလားတော်ဝနှစ်ယောက်ပြန်လာပြီးတော့မှမျက်နှာမကောင်းဘူးတဲ့။တယောက်ကမျက်နှာမကောင်းဘူးတဲ့။ဘာဖြစ်လို့မင်းမျက်နှာမကောင်းတာလဲ။နော်။ तू ကသူ့ရဲ့ငယ်သားတွေကအရင်ကယူဆိုင်တာ။ကျွန်တော်တို့လည်းပဲကယူဆိုင်တဲ့ပုဂ္ဂိုလ်တွေကိုမျက်နှာကြည့်ပြီးတော့မျက်နှာညှိုးနေလို့ရှင်ဘာဖြစ်တာလဲ။ကျွန်တော်စိတ်ထဲမှာမေးခွန်းရှိတယ်။ ယောသကချိန်ပြီးတော့ဘာဖြစ်တာလဲမျက်နှာလည်းမကောင်းပါလား။အော်ဒီလိုဒီလိုဖြစ်လို့အိမ်မက်မက်တယ်ဆိုပြီးတော့ပြောတဲ့အခါမှာအဲ့ဒီအိမ်မက်ကိုသူကဖို့လာ။ဖို့တဲ့အတိုင်းပဲပြည်ဆောင်လာတဲ့အခါမှာအဲ့ဒီအိမ်မက်ပြောရခြင်းရဲ့အကြောင်းရင်းကိုကြားသိသွားတဲ့အခါမှာကျွန်တော်ဖြတ်ပြီးပြောတာ။ကြားသိသွားတဲ့အခါမှာဖာရောမင်းကြီးကကဲခိုခဲ့ကြပါခိုလာခဲ့ကြတယ်။ယောသအိမ်မက်အကြောင်းကို ပြောပြီးတော့မှယောသကပုံဖော်တာထောင်အဝတ်ပြောင်းလာပြီ ဖာခင်စီကနေယူလာတဲ့အဝတ်ပျောက်သွားပြီကျောင်းအဝတ်ဝယ်ရတယ်ထောင်အဝတ်ဝယ်ရတယ်အခုထောင်အဝတ်ကနေပါအဝတ်ဝယ်ရလဲဆိုတော့ရှင်ဘင်းအဝတ်ဝတ်ဖို့အကြောင်းဖြစ်လာတယ်တနည်းပြောမယ်ဆိုရင်ဖရားရဲ့အကြံစီပြည်စုံလာဖို့ဖြစ်တယ်ကဘာဦးကျွန်တော်ခန်းကြီး47မှာ38ကနေ45ကိုကျွန်တော်ဖတ်ချက်တယ်ထို့သောယောသတ်ဆောက်တော်စကားကိုဖာရောမင်းအစရှိသောကျွန်တော်မျိုးအပေါင်းတို့ဒီနှစ်တက်ကြ၍ ဖာရောမင်းကဖျားရခင်ဝိညာဉ်တို့ကိုရ၍ဤကဲ့သို့သောသူကိုအပေမှာစာ၍တွေ့မိနီးဟုကျွန်တော်မျိုးတို့အားမိန်တော်မူ၏ယောသတ်သားလည်းဖျားရခင်ဤအမှုအလုံးစုံတို့ကိုတင့်အားပြတော်မူသည်ဖြစ်၍တင်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံတော်သူမရှိတင်သည်နန်းတော်အုပ်ဖြစ်ရမည်တင်ဤစကားအတိုင်းငါ၏ပြည်သားအပေါင်းတို့ကိုငါစီရင်စေမည်ယာစပလင်အားဖြစ်တံငါသည်တင့်ထက်ကြီးမြတ်မည်ဟုမိန်တော်မူ၏ တဖန်ချိပါအေဂုတုပြည်တပီလုံးကိုတင်အုတ်ဆိုးစေခြင်းဟာငါခန့်ထားပြီးယောသတ်အာမိန်တော်မူလျက်လက်စွတ်တော်ကိုချွတ်၍ယောသတ်လက်၌ဆွတ်စီတော်မူ၏ပိချောအဘတ်ကိုလည်းဝတ်စီ၍လယ်ပင်၌ဆွေစလွေကိုဆွေးပြီးလင်ဒုတိယယထာတော်ကိုစီးစီတော်မူ၏ပြောက်ဝဲ၍နေကြသူ့စိတ်မှာဟစ်ကြထိုတော့လင်အေဂုတုပြည်တပြည်လုံးကိုအုတ်ဆိုးစီတော်မူ၏ဖာရောမင်းကလည်းငါသည်ဖာရောပြည်မနီ တို့ဖြစ်၍တင်းဤအခွင့်မရှိလင်အေဂုတ်တုပြည်တစ်ဆောက်လုံးတွင်အဘယ်သူမြမိမိလက်ချေကိုမကြွရဟုမိန့်တော်မူ၏ဖာရောမင်းဒီလေစာဖနာတဖနာတဖနာတိဟုတို့ပွိနာမနှင့်ယောသတ်ကိုချင်းမြောက်၍ဩနာမျိုး၏ယစ်ပရဟိကဘောဒီဖေရာ၏တမီအာဒနနှင့်ဆုံဖက်စေတော်မူ၏ထို့သောယောသတ်သည်အေဂုတ်တုနိုင်ငံအုတ်အယာနှင့် အထံတော်ကထွက်လေ၏ ကဲဆက်လန်းကရိုးရိုးလေးပင်မဲ့တကယ်ကိုကျွန်တော်ဘဝရတတ်တာသွားဆင်ချင်းစရာဖြစ်တယ်ယောသဖျားရခင်ကိုတိတ်ချစ်တဲ့သူဖြစ်တယ်ဒါပေမဲ့ဒုက္ခကြုံရတယ်ထောင်ထဲမှာရောက်ရတယ်ထောင်အဝတ်ရိုးရရတယ်ဂျွန်အဝတ်ဝဲရတယ်ဒါပေမဲ့ဖျားရခင်အကြံစီပြည့်စုံလာဖို့ရန်အကြောင်းဖြစ်တယ်ဖျားရခင်ကသူ့ကိုထောင်ထဲကနေဆွေးထုတ်တာနံပါတ်၁စဉ်းစားပါသူဟာဂျွန်ဖြစ်တယ်တိုင်းတပါဖြစ်တယ်သူ့နိုင်ငံသားမဟုတ်ဘူးတိုင်းတပါလူမျိုးဖြစ်တယ် ကျွန်ဖြစ်တယ်ပြီးရင်ထောင်ထဲမှာနေတော်သူဖြစ်တယ်အဲ့ဒီအရာနဲ့ပဲဖယားရခင်ကသူ့ကိုအဲ့ဒီချင်းသေးကနေနောက်ချေးဘုံသေးကနေချင်းမြောက်ဖို့ရန်တော့ဆင်းရဲငတ်မချင်းသေးကနေချင်းမြောက်ဖို့ရန်တော့အချင်းနဲ့မဟာနဲ့ချင်းနဲ့သေးကနေချင်းမြောက်ပွင့်တဲ့ဖယားရခင်အလုံးလုတ်ကလေးကနေအကွက်ကြကြဖယားကလုတ်ထားတာဖြစ်တယ်အချင်းတန်လာတဲ့ခါမှာ အိမ်မက်ယူပါယုံကိုဖို့ပြရတယ်ဆိုတာအเจ้าမဲ့တည်တိုင်းသူခမှန်ပြီးပြောတဲ့ဟာမဟုတ်ဘူးဖရဲခင်ကယောသဘက်မှာရှိတယ်တဲ့ယောသဘက်မှာရှိတော့ကြောင့်ယောသပြောဖို့ရဉာဏ်ပညာကိုဖရဲပေးတယ်ဒီနေ့ချစ်တော်မိတ်ဆွေကျွန်တော်တို့ဘက်မှာဖရဲပါရင်ဘယ်သူမှကျွန်တော်တို့တဖက်မှာနေလို့မရဘူးတင်ဖက်မှာဖရဲခင်ပါရင်ဘယ်အချိန်နေကမှတင့်ကို ဖြိုလဲလို့မရဘူးဆွေးချလို့မရဘူးဖရဲခင်ယောသနဲ့သူရှိတယ် ယောသက်နဲ့သူရှိတော့ကြောင့်ဒီအိမ်မက်ယူပါယုံကိုတေးချကြကြနာနာပြောထားပြီးတော့မှအိမ်မက်အတိတ်တွေကိုပဲသူပြောရမှာကဘူးတဲ့ဘယ်လိုပလိုရီစီမံခန့်ခွဲရမယ်ဆိုတဲ့အစအကုန်ဖုံပေးတာဖာရောမင်းကယောသားငါကရှင်မယင်ဖြစ်တယ်ဒါပေမဲ့ငါကထိုင်ခုံတစ်လုံးပဲနာမယ်ပဲခံထားမယ်တဲ့ယောသားပြောသမျှအတိုင်းပဲဖြစ်ပါစေ ယောသပ်ပြောတာကိုပဲငါလိုက်မယ်ငါကိုယ်တော်တိုင်အစဒီလောက်ထိဖျားရခင်ဘာလို့ချင်းမြောက်တလဲစဉ်းစားကြည့်ပါညီကောင်မတော်မရကျွန်တော်မဖြစ်နိုင်ဘူးတိုင်းတပါထောင်အဝတ်ဝတ်တော်သူဖြစ်တယ်လူအသွေးခုန်နဲ့စဉ်းစားဘယ်တော့မှမဖြစ်နိုင်ဘူးဒါပေမဲ့ဖျားသခင်ကိုကိုးစားတဲ့ယောသပ်အသွက်ခါတီချင်းတဲကနေခါစီချင်းတဲကနေဖျားရခင်ကဆွေးထုတ်ပြီးတော့မှချင်းမြောက်ပွင့်အောင်ကြောင်းဖြစ်လာတယ် ်အဲ့ဒီဉာဏ်ပညာကိုဖះစီကရတာဒီနေ့ဖះကြောက်ရွံ့တော်သူဖះကိုးစားတော်သူဖះကဆွေးထုတ်ချီးမြှောက်လာတယ်ဒီနေ့ကနေစပြီးတော့မှယောသတ္ထာဂျိုနဝတ်ဝတ်ချင်းကနေရှင်ဘရင်အဝတ်ဝဲရပြီဟာလေလုယာရှင်ဘရင်အဝတ်ဝတ်ချင်းလာတဲ့နဝတ်အချင်းနေဘလောက်ပဲပြောင်းနေပါစေတင့်ရဲ့ဖះကိုကိုးစားတဲ့ဝတ်လုံးမပြောင်းဖို့တိတ်ကြေးကြီးတယ်ယောသတ္တစ္စာမပြတ်ဘူး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဘုရားရခင်နိုင်သူဟာအမြင့်တန်အသက်ရှင်နေတော်သူဖြစ်တယ်။ဒါကြောင့်ဘုရားရခင်ကသူယခုချင်းမြောက်လာတယ်။ရှင်ဘုရင်ဖြစ်လာတဲ့အခါမှာသူဟာအသက်30ရှိပြီ။ဒီနေ့ခွန်အားပေးခြင်းနဲ့ညီကောင်မောင်နှမလေး။တင့်ကိုလည်းပဲဘုရားရခင်ကအကြံစီရှိတယ်။ဒါဝိဒ်ဒီလည်းပဲတောထဲမှာစိတ်ကြောင်းနေတဲ့လူပဲ။ တော့ထဲမှာ तू နေရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဒါပေမဲ့ तू ဟာဖျားရခင်အမြဲတမ်းစီကကိုကိုတော့ तू ဖြစ်တဲ့တော့ तू ပြန်ဆိုတယ်ငါကိုမြေမှုထဲကနေကြွ၍ချီးမြောက်တော်မူသောငါဖျားသည်ဘုံကြီးပါစေလို့ तू ရှင်ဘရင်ဖြစ်လာတဲ့အခါမှာ तू ချီးမွမ်းသည်ဆိုတာဒီနေ့ကျွန်တော်တို့အရောက်စီတိုင်းကိုလည်းထိုးတို့ဖြစ်စေခြင်းတယ်ဟာငါတို့အသက်ကတည်းလောက်ရှိနေပြီမပြောနဲ့တော့ဖျားရခင်အသက်ယူမကြည့်ဘူးမောရှိကိုကြည့် မိုးရှိကအသက်ငယ်ငယ်တုန်းကသူလည်းပဲဒီတိုင်းပဲတည်ရမဲ့လူဘဝထဲကနေဖះကကဲထုတ်ပြီးတော့မှနန်းတော်ပို့တာဒါပေမဲ့နန်းတော်မှာအဲ့ဒါအစင်မပြေဘူးဘုရားခင်ကတိုးထဲအောင်ပြန်ပို့တာရပ်ပါနှစ်ပေါင်း40ဖះရဲ့လူမျိုးတော်တွေကိုပြန်လဲပြီးတော့မှဥဆောင်ပွင့်တော့ဘုရားခင်ချီးမြှောက်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖက်မှာဖះရှိတယ်ဘယ်လိုအချိန်နေဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်ဘုရားခင်အကြံစီပြည့်စုံလာမှဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုဘုရားခင်ကကြည့် မြေမှုထဲကနေဒီနေရာပို့လာတာလေတောထဲကနေဒီနေရာမှာပို့လာတာလေကျွန်မြေတန်ပြန်ပြီးတော့မှဆင်ခြင်တယ်ကျွန်တော်မိသားစုအကြောင်းကိုပြန်ပြီးစဉ်းစားတယ်တကယ်တည်ရမယ်ကျွန်တော်ကိုတိုင်ဟာတည်လူတယောက်ဖြစ်တဲ့အချိန်ဒီထဲကနေဘုရားရှင်ကျွန်တော်ကိုဒီနေရာမှာပို့တယ်တင်းကိုလည်းဘုရားရှင်ပို့တယ်အကျန်းစီရိုးတက်လို့ပဲအကျန်းစီရှိမယ်လို့ယုံကြည်တယ်ခြေနောက်ခြေပုံထဲကနေချင်းမြောက်ပြီးတော့မှကျွန်တော်တို့ကမင်းသားတို့နဲ့အတူယာစပလင်နဲ့သူထိုင်ရတော့အခွင့်ကိုပေးလို့တဲ့ပေးချင်တဲ့ရာဖြစ်တယ် ာလေလုယာဒါပေမဲ့ကျွန်တော်အချိန်နေအဝတ်ဒီဘလောက်ပြောင်းပါစေနှလုံးသားတစ္ဆာမပြောင်းဖို့အရေးကြီးတယ်ဖယားကိုကိုးစားတဲ့နှလုံးသားချစ်တဲ့နှလုံးသားမပြောင်းလဲဖို့အရေးကြီးတယ်နောက်ဆုံးအနေနဲ့ရှင်ဘောလူကဒီလိုပြောတယ်အပေသူအားငါယုံတီကိုငါတည်၏ငါပတုကိုယုံတယ်လဲဆိုငါတည်တယ်တင်ကိုကိုရဲ့ဖယားပတုလဲဆိုတာတင်တည်လားဆလန်တရားတစ်စက်ကိုမှာ သူဒီငါနာမကိုချစ်တော့ကြောင့်သူကငါချီးမြောက်မယ်။သူဒီငါနာမကိုတည်တော့ကြောင့်သူကငါကောင်းချီးပေးမယ်။ဒီနေ့ထိုးသခင်နာမည်တည်လား။တင့်ဖရားရဲ့နာမည်တည်လား။အောင်းအိုးပွေတိုင်းပင်ပဲမဟုတ်ဘူးလား။တကောကြီးတို့ဖရားထာဝရဘဘာမှမရှိတဲ့အရာထဲကနေဖြစ်စေတဲ့ဖရားမဟုတ်ဘူးလား။ထိုးဖရားသခင်တင်တဲ့သူရှိရလားတိတ်ကြီးကြီးလေ။ကိုးစားဖို့ ဖခင်ကိုနားထောင်ပါဖခင်ရဲ့အတန်တို့ကိုနားထောင်ပါဖခင်စကားကိုနားထောင်ဖခင်ကိုကိုးစားပါအချိန်နှစ်ပေါ်မှာအသက်မရှင်ကြရအောင်ဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာအသက်ရှင်ရအောင်နောက်ခြေပုံတဲကနေချီးမြှောက်မယ်ဖခင်ဖြစ်တယ်အစင်မပြေခြင်းဒီထဲကနေချီးမြှောက်ပြီးတော့မှကောင်းချီးပေးခြင်းနဲ့ဖခင်တင်းနဲ့ကျွန်တော်ကိုချီးမြှောက်ရမကောက်တာသမီးအထိကောင်းချီးပေးခြင်းနဲ့ဖခင်ပေးပိုင်တဲ့ဖခင်ဖြစ်တယ်ထို့ဖခင်ကိုရှင်ဘောလူကပြောတယ်ဘသူကိုငါယုံမှန်းငါတည်တယ် ဒီနေ့ရောတင်ရောဘသူကိုယုံတယ်လဲဆိုတာတည်သလားတည်တယ်ဆိုရင်ထိုးအရှင်ရဲ့နောက်ကိုလိုက်ပါတည်တယ်ဆိုရင်ထိုးအရှင်ရဲ့နောက်ကိုလိုက်ပါစကားကိုနားထောင်ပါဖယားကဂတိတော်အတိုင်းနောက်ချေးပုံထဲကနေချီးမြောက်မဲ့ဖယားဖြစ်တယ်အယောက်စီတိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ